Hello guys, welcome back. ဒီဗီဒီယိုလေးမှာမဆူလက္ခဏာ analysis လုပ်ပေးမယ်သူကတော့အားလုံးအမြဲတမ်းဆဲနေကြပုံကိုကြီးဖြစ်တဲ့မဆူကပပဲဖြစ်ပါတယ်။သူကတော့ Facebook ရဲ့ founder ပေါ့နော်။သူ့ရဲ့လက္ခဏာကိုမဆူဒီနေ့ analyze လုပ်ပေးမယ်။မဆူကဘက်ကဒီကနေ့အချိန်ထိဘာကြောင့်မလို့ဇူဇူဆိုတဲ့နာမည်တစ်လုံးနဲ့ရက်တည်နေလေကဘာအချမ်းသာဆုံးစည်ရင်းဝင်ထဲမှာတယောက်ဖြစ်နေလဲဆိုတာကို သူ့ရဲ့ အဲလက္ခဏာရဲ့ features တွေကိုကြည့်ခြင်းနဲ့မဆုမဆုတို့အသုံးသက်ကြည့်မယ်ပေါ့နော်။အဲဥစောမဆုပြောခြင်းနာကလေဒီမှာဆိုလို့ရှိရင်မဆုသူ့ရဲ့လက္ခဏာတွေကိုလက်လက္ခဏာပါတဲ့ပုံတွေကိုမဆုစုထားတာပေါ့နော်။ကြည့်မယ်ဆိုလို့ရှိရင်ပုံတိုင်းပုံတိုင်းမှာလေသူ့ရဲ့အသက်လမ်းကြောင်းကတိတ်မရှိဘူးပေါ့နော်။အသက်လမ်းကြောင်းကတော်တော်မှိန်နေတဲ့နေရာမှာပါတယ်တလား။အစလေးပဲရှိတယ်။နောက်ပိုင်းကျတော့လုံးဝမရှိတော့ဘူးပေါ့နော်။တခြား ဒီနှလုံးလမ်းကြောင်းတို့ဥကောင်းလမ်းကြောင်းတို့ကတော့ထင်ထင်ရှားရှားရှိတယ်။သို့ပေမဲ့အသက်လမ်းကြောင်းကတော့မှုံနေရပေါ့နော်။အဲ့ဒါဒီတပုံနဲ့မဟုတ်ဘူး။မဆိုးကအစအထင်တာက lighting ကြောင်းဖြစ်မယ်ပေါ့နော်။နားလीနော်။ lighting ကြောင်းဖြစ်မယ်။အနောက်ပိုင်းနေရအရန်ကြီး glare ဖြစ်သွားလို့မမြင်ရဘူးလို့မဆိုးထင်တာပေါ့နော်။ဒီပုံမှာဆိုရင်လည်းကြည့်လိုက်။အစပိုင်းလေးပဲရှိရ။နောက်ပိုင်းနေရမှုံမှုံဝင်းဖြစ်သွားတယ်ပေါ့နော်။ ဒီပုံမှာဆိုလို့ရှင်လိုက်ကြည့်လိုက်ပေါ့เนาะအသက်လမ်းကြောင်းอ่ะအဲ့ဒီတော့အသက်လမ်းကြောင်းတူတာမှိန်တာ ਨੇ ပတ်သက်ပြီးတော့လဲမစူအဲဇူဇူအကြောင်းပြောရင်းနေပါတခါတယ်ပြောပြသွားပေးမယ်ပေါ့เนาะတော်တော်များများကျွန်တော်ကအသက်လမ်းကြောင်းတူနေတယ်ကျွန်တော်ကတော့ဟိုအသက်တူမယ်ဘာညာပေါ့เนาะကျမကတော့ဖြင့်အသက်လမ်းကြောင်းတူနေရယ် um အသက်ရှိရှိတတန်စီမနေရောက်ပါညာအဲ့လိုမျိုးတွေကမဆုကိုလာမေးကြတာတော်တော်များတယ်မဆုလည်းအစားထင်တာတော့အသက်လမ်းကြောင်းတိုးလို့ရှိရင်အသက်တိုးနိုင်ချေများတယ်ဆိုပြီးတော့မဆုပြောခဲ့တာမျိုးလည်းရှိတယ်အသက်လမ်းကြောင်းတိုးတိုင်းအသက်တိုးတယ်ဆိုတော့ case တွေကရှိတော့ရှိတယ်ကွာဒါပေမဲ့ case တိုင်းမဟုတ်ဘူးအသက်လမ်းကြောင်းတိုးတဲ့သူတိုင်းကအသက်တိုးတာမဟုတ်ဘူးပေါ့နော်အသက်လမ်းကြောင်းအရှိထင်းထင်းရှိတိုင်းလည်းအသက်ရှိရှိရှိနဲ့ တက်တန်းစိတ်နေရတာမျိုးလည်းမရှိဘူးပေါ့နော်။ဘာကြောင့်မလို့လဲဆိုတော့ဟိုတယ်လာတို့ကမဆူတော့အာတကယ်ကဘာကျော် case တခုရှိရကွာ Charlie Kirk ဟိုဗလဲအာတကယ် US ကနေပြီးတော့မှ influencer ပဲကွာသူကတက္ကသိုလ်မှာပြောနေရင်းနဲ့ဟိုအပြစ်လေချောင်းမှာအပြစ်အပြစ်ခံလိုက်ရတာကွာအသက်33နှစ်သူရဲ့လက် ပါတဲ့ပုံလည်းမဆုသေးချာရှာပြီးတော့အဲ့အသက်လမ်းကြောင်းကိုမဆုသွားကြည့်တာအသက်လမ်းကြောင်းကရှေးကြီးပဲထင်းထင်းကြီးပဲအဲ့တော့အသက်လမ်းကြောင်းနဲ့လူတွေရဲ့သက်တမ်းတွေကဓာတ်ရိုက်အချိုးကျတာဆိုတာကတော်တော်လေးကိုနည်းတယ်ပေါ့နော်အဲ့တော့အခုပထမဦးဆုံးစုစုရဲ့လက္ခဏာလေးတွေကိုမဆုတို့ကြည့်ကြည့်ကြမယ်ပေါ့နော်အဲ့တော့ဒီပထမဦးဆုံးဒီပုံမှာဆိုလို့ရှိရင်မဆုတို့ဘာကိုစပြောမလဲဆိုတော့ hand type ကိုအရင်ပြောမယ်ပေါ့နော် hand type hand type ကမဆိုအရင်ဗီဒီယိုလေးလဲမှာလဲ clarify လုပ်ပြီးပြီ hand type က၄မျိုးရှိတယ်တချို့စာအုပ်တွေမှာဆိုလို့ရှိရင်တော့ hand type ကအများကြီးရှိကွာ9မျိုး10မျိုးတွေရှိရဒါပေမဲ့ basically ကတော့၄မျိုးရှိတယ်ညီရေလေမီပေါ့နော်တကြီးလေးပါတကြီးလေးပါ four elements ပေါ့နော်အဲ့တော့ညီရှိမယ်လေရှိမယ်မီရှိမယ်ရေရှိမယ်ပေါ့နော် အခုဒီဇူဇူရဲ့လက်ကကြတော့လေထဲမှာပါတယ်တမနာကြီးဥဝင်းမြင့်ရဲ့လက်ဖွားဆိုလို့ရှင်တယ်လေထဲမှာပါတယ်ပေါ့နော်အဲ့တမနာကြီးဥဝင်းမြင့်ရဲ့လက်ဖွားကိုလည်းမဆို analyze ဟိုအရင်တော့လောက်ခဲ့ပူးတယ်ပေါ့နော်လေလက်ဖွားရှိရသူတွေကဘလို့ရှိလဲဆိုတော့ဒီနေရာက၄000ဖြစ်မယ်ဇူဇူကကြတော့၄000ဆက်ဆက်ကြီးတော့မဟုတ်နည်းနည်းလေးရှေ့တဲ့ထဲမှာတော့ပါတယ်ပေါ့နော်ပြီးတော့ဒီလက်ချောင်းလေးတွေကရှိရှိလေးတွေရှိရှိလေးတွေရှိတယ် တကယ်လေလက်ဆစ်ဆစ်ဆိုလို့ရှင်တော့ဒီနေရာကြီးက၄တောင်ဆက်ဆက်ကြီးရှိရင်ရှိမယ်ပြီးလို့ရှိရင်ဒီလက်တွေကကြတော့ရှစ်ရှစ်ကြီးတွေအဲအဲ့လိုမျိုးကြီးတွေသွားတာကွာဒါဆိုလို့ရှိရင်လေလက်အတိအကျပေါ့နော်ဇူဇူကကြတော့လေနဲ့မီးနဲ့ချားထဲမှာသွားတယ်။ဘာကြောင့်လဲဆိုတော့ဒီလက်ဖွားနေရာကအရင်၄တောင်ဆက်ဆက်ကြီးမကြအောင်နည်းနည်းလေး triangular triangular ဖြစ်တယ် rectangular ဖြစ်တယ်ပေါ့နော်နည်းနည်းလေး diamond trigonometric ဒေါမန်စတုကံပုံကြသွားတယ်ပေါ့နော်မဆူကနေသိမ့်မကောင်းပရစီတမောတက်တောက်ထားတာအဲ့တော့စကားပြောတာနည်းနည်းအမှားပါပါလို့ရှိရင်သိခံပေးပေါ့နော်အဲ့တော့လေးလက်ဖွားရှိတဲ့သူတွေကဘလို့ trade တွေရှိလဲဘလို့ပင်ကိုဗီဇတွေရှိလဲဆိုတော့လေးလက်ဖွားရှိတဲ့သူတွေကသူတို့ကအသိဉာဏ်နဲ့ပဲအလုပ်လုပ်တယ်စူးစမ်းလေ့လာလို့စိတ်အယမ်းရှိတယ် learning လောက်တာကိုအမြဲတမ်းဟို design မမတ်လုပ်နေရကွာဟိုငငယ်လေးတဲကိုကသူတို့မှာကအယမ်း sharp ဖြစ်တယ် quick thinking ဖြစ်တဲ့တခုခုကိုကြိလိုက်တာနဲ့တက်တက်တက်ဆိုသူတို့ကသိသွားတယ်ကွာတက်တက်တက်ဆိုသူတို့ခေါင်းထဲမှာ process လုပ်ပြီးသွားပြီ decision လည်းချပြီးပါပြီတော်ရုံတယုံလူကနည်းနည်းလေးတာမျိုးနည်းနည်းပုံမှန်ပေါ့နော်ပုံမှန်ရှိမယ်ဒါပေမဲ့အဲ့ဒီ air သမားတွေကကြတော့သူတို့ရဲ့အကောင်းဆုံးဥစ္စာကကြတော့တကယ် intellect ပဲပေါ့နော်ပြီးတော့သူတို့ကကြတော့အဲ့လိုမျိုးဟိုဒီ partner လက်ထပ်မယ်ဆိုလို့ရှိရင်လည်းတစုံတစ်ယောက်နဲ့သူတို့ ဘဝလက်တွေပေါ်အိမ်အောင်ပြုမယ်ဆိုလို့ရှိရင်လည်းသူတို့နဲ့တူတဲ့သူပဲသူတို့လိုမျိုးပဲဒီ intellectually stimulating ဖြစ်တဲ့ partner မျိုးပဲသူတို့ရွေးချယ်ကြတာများတယ်ကွာအရင် boring ဖြစ်ပြီးတော့မှရိုးရိုး traditional ဆန်တဲ့သူတွေကိုတိတ်မရွေးချယ်ကြဘူးပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဒီမှာဇူဇူရဲ့လက်မှာပါပါတည်တဲ့ဆိုတော့ဒီဥစ္စာကလေအဲ့ဒီ air လက်ဖွာနဲ့တော်တော်လေးကိုမှ ဘယ်လိုပြောမလဲအထောက်ကူပြူတယ်နောက်တစ်ခုပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ mercury finger သူရဲ့လက်သန်းကိုကြည့်လိုက်လက်သန်းရဲ့ site ကရှည်တဲ့အထဲမှာလို့ပြောလို့ရတယ်ကွာ mercury အားအရင်ကောင်းတယ်ပုံမှန်ဆိုလို့ရှိရင်ဒီလက်သန်းကမဆုဆိုလို့ရှိရင်ဒီလက်သကြွယ်ရဲ့ဒီ acid ထိတောင်မရောက်ဘူးကွာ အစစ်ထိရောက်မယ်ဆိုလို့ရှိရင်လည်းပုံမှန်ပဲပြောလို့ရတယ်ပုံမှန်အများစုကတော့အဲ့ဒီဟာထန်းနေနဲ့နှိပ်တယ်ပေါ့နော်ဒါပေမဲ့ဇူဇူလက်တန်းကိုကြည့်လိုက်လက်တကြွယ်ရဲ့အစစ်ထက်တောင်မှကြော်နေရကွာအဲ့တော့ mercury အားကောင်းတယ်လို့ပြောလို့ရတယ် mercury အားကောင်းတဲ့သူတွေကသူတို့ကဆောနာက air လက်ဖွာပုံစံနဲ့ကွက်တီပဲသူတို့က communication အရင်ကောင်းတယ်အသိဉာဏ်ပိုင်းဆိုင်ရာအရင်ဖြတ်လက်တယ် quick thinking ဖြစ်တယ်တခခုဆိုလို့ရှိရင်ကြီးလိုက်တာနဲ့ကိုဒိုးဒိုးဒက်ဒက်နဲ့ကိုတို့သိရပေါ့နော်အရေးပြရင်အကောင်မြင်တဲ့အထဲမှာပါတယ်ပြီးတော့ပြဿနာတစ်ခုဖြစ်တော့မယ်ဆိုရင်အဲပြဿနာဖြစ်မှသူတို့ကသိရမှာပေါ့ပြဿနာမဖြစ်ခင်ဟိုးပဝေတဏီတဲကွာဒီနေ့ဒီအချိန်မှာဒီပြဿနာဖြစ်တော့မယ်ဆိုပြီးတော့သူတို့ကကြိုသိပြီးသားကြိုသိပြီးသားဆိုတော့ကြိုပြီးတော့မှဟို solution ကိုကြိုပြီးတော့စဉ်းစားပြီးသားပါကွာ ပြီးတော့သူကဒီလိုမျိုး problem solving နဲ့ပတ်သက်ပြီးတော့လိုမျိုး knack လို့ဘယ်လိုပြောမလဲလို talent ရှိရတဲ့အတွက်ကြောင့်မလို့သူအခုကျင်းလည်နေတဲ့ business technology world မှာဆိုလို့ရှိရင်လည်းဒီဥစ္စာအရန်အသုံးဝင်နေကွာသူတို့မှာဆိုလို့ရှိရင်ဘလို့ပြဿနာမျိုးမဆိုဖြေရှင်းနိုင်တဲ့စွမ်းအင်ရှိရကွာအဲ့ဒီတစ်ခုကတော့ အရန်ကောင်းတဲ့အချက်ပဲပေါ့နော်နောက်တစ်ခုကကြောက်သူတို့ကကြောက်မအိတ်မနေကွာအမြန်သူတို့ခေါင်းကအမြန်အလုတ်လုတ်နေတခါလေကြောက်လို့ရှိရင်အိတ်ဖို့တော်မေ့နေအိတ်ဖို့တော်မေ့နေရတော့အိတ်စားဖို့တော်မေ့နေရတော့အဲ့အဲ့လိုမျိုး mercury သမားတွေကသူတို့ရဲ့ဟို down side ကတော့အဲ့ဒါပေါ့နော်သူတို့ခေါင်းကအမြန်အလုတ်လုတ်နေအမြန်တွေးနေအမြန်ကြံ့ဆနေတဲ့အတွက်ကြောင့်မလို့အဲအိတ်ဖို့မေ့သွားတာလို့စားဖို့မေ့သွားတာလို့ရှိရယ်ပေါ့နော်နောက်တစ်ခုကကြတော့ ။ဘာရှိအောင်မလဲဆိုတော့ဒီမှာကြည့်စောနာမစုပြောခဲ့တဲ့အသက်လမ်းကြောင်းပေါ့နော်။အသက်လမ်းကြောင်းကအစပိုင်းကတော့သူကရှိတယ်။နောက်ပိုင်းကျတော့မရှိတော့တာလားမှုံမှုံလေးဖြစ်သွားတာလားတော့မစုမသိဘူးပေါ့နော်။ဒီမှာဆိုလို့ရှိရင်တော့အရာလေးတော့ထင်တယ်ထင်နေတာလေးတော့ရေးရေးလေးတော့ရှိရဲဒါပေမဲ့မှိန်သွားတယ်ပေါ့နော်။အသက်လမ်းကြောင်းကမှိန်သွားတဲ့သူတွေကဘာလဲဆိုတော့အသက်တိုတာလည်းမဟုတ်ဘူး။ကျမ်းမာရေးထိခိုက်တာလည်းမဟုတ်ဘူး။ အသက်လမ်းကြောင်းမှိန်သွားတဲ့သူတွေကကြမ်းကြမ်းမှမှပဲရှိရဒါပေမဲ့သူတို့ကလည်းနည်းနည်း susceptible ဖြစ်တယ်ပေါ့ကွာဟိုတကယ်အသက်လမ်းကြောင်းဟို deep and clear ဖြစ်တဲ့လူလောက်တော့အရင်ကြီး vitality ရောတိတ်မကောင်းယောဂဝင်လွယ်တယ်ဘယ်လိုပြောမလဲဟို vitality နည်းနည်းအားနည်းတယ်ဒါပေမဲ့သူတို့ဟာသူတို့တော့ပြန်ပြီးတော့မှဟိုဘယ်လဲသတိပြန်ကန့်အမယ်ပေါ့နော်သူကကြတော့ဘာကောင်းရလဲဆိုတော့ဆောနာ mercury အားကောင်းရတယ်ပြီးတော့ ဦးခေါင်းလန်းချောင်းနဲ့နှလုံးလန်းချောင်းတွေကလုံးဝအားကောင်းတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဘဝကိုလေဆက်နေတာက physical energy မဟုတ် mental energy သူတို့က um ဘယ်လိုပြောမလဲအာဒီခန္ဓာကိုယ်ရဲ့ကျန်းမာမှုနဲ့ပဲအသက်ရှင်တာမဟုတ်ဘူးပေါ့เนาะစိတ်ရဲ့ကျန်းမာမှုကြောင့်သူတို့ရဲ့ဘဝက80 80ပြီးတော့သွားနေတာပေါ့เนาะအဲအဲ့လိုပုံစံမျိုးပေါ့ပြီးတော့ mercury ကအားကောင်းသွားတဲ့အတွက်ကြောင့်မလို့သူတို့ကအငိမ့်နေတတ်တဲ့ အမျိုးထဲမှာမပါဘူးကွာဥပမာဟိုဗာလဲအားလက်ရဲ့ခยีသွားတာမျိုးအပန်းဖြစ်ခยีသွားတာမျိုးဆိုရင်တော့မသူတို့ကတကယ်ကမ်းခြေမှာစောက်လေးဖတ်ပြီးတော့မှအေးစေး chill တဲ့လူမျိုးတွေမဟုတ်ဘူးတောင်တက်မယ်လို့စပိန်သွားစီးမယ်လို့အာဘောလုံးသွားကန်မယ်လို့အဲ့လိုမျိုးတွေမှာပါတယ်ပေါ့နော်ဒီဇူဇူရဲ့ case ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းမဆူလို့တွေ့ရတဲ့လောက်ကဒီနှစ်ကတော့ကျွန်တော်ကဒီနေ့အပြည့်အပြည့်ပဲကျွန်တော်ကတော့လုပ်မယ်ဒီဒီနှစ်တစ်နှစ်လုံး အနောက်နှစ်ကကျတော့ကျွန်တော်စာအုပ်တွေကြီးပဲဖတ်မယ်အဲ့အဲ့လိုမျိုးကွာသူတို့ကအများနဲ့လှောက်ရှားသွားလာပြီးတော့အဲ့လိုမျိုးထဲမှာပါတယ်ပေါ့နော်အဲ့တော့အသက်လမ်းကြောင်းမှိန်နေပေမဲ့လေသူ့မှာကဒီစိတ်ရဲ့ energy နဲ့သွားနေတာပြီးတော့ mercury finger ကဒီလက်တန်းအားကောင်းသွားတဲ့အတွက်ကြောင့်မလို့ကျမ်းမာတဲ့ trait ကလည်းသူရသွားတယ်ပေါ့နော်ပြီးတော့အသက်လမ်းကြောင်းမှာကလေမဆုတွေ့ရတဲ့လောက်ပေါ့နော်ဒီပုံနေထဲမှာတွေ့ရတဲ့လောက်ကတော့ခဏလေးနော် ချားပုံနေထဲမှာပါကြည်လိုက်မယ်။တွေ့ရတလောက်ကအသက်လမ်းကြောင်းမှာလေအဖြတ်တွေပါတွေရောမရှိဘူး။အဖြတ်တွေကျွန်းနေတော့ပါတာမတွေ့ဘူးပေါ့နော်။အဲ့လိုမျိုးပါလို့ရှိရင်တော့ဒါကတော့သတိထားရမယ်ပေါ့။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ချွင်းချက်ရှိနိုင်တယ်။ဒါပေမဲ့ရိုးရိုးလေးရိုးရိုးအသက်လမ်းကြောင်းမှုန်တာလေးကကြတော့ဒီယောဂဗျာတွေဓမ္မမဟုတ်ဘူးလို့မျိုးဖြစ်တာနဲ့တော့မဆိုင်ဘူးပေါ့နော်။ဆောနာကပြောသလိုပဲနည်းနည်းလေးတော့ကိုခန့်အားပိုင်းဆိုင်ရာတော့နည်းနည်းလေးတော့အားနေတာရှိမြဲတို့ပြင်မြဲ။ အာဘယ်လိုပြောမလဲယောဂဗျာဖြစ်တာရောအက်ဆီဒန့်ဖြစ်တာရောကျန်းမာရေးကိုထိခိုက်နိုင်တဲ့ကြီးကြီးမားမားဖြစ်တာမျိုးတော့မရှိဘူးပေါ့နော်နောက်တစ်ခုကကြတော့လူတွေအမေးများကြတာပေါ့နော်ဒီအသက်လမ်းကြောင်းကနေပြီးတော့ဘယ်တော့သေမလဲလို့ပါတော့အဲ့ဒီဥစ္စာကမဆူကြုံလုံးလေးပြောပြမယ်ပေါ့နော်ဒါကအသက်ဒါကအသက်လမ်းကြောင်းထားပါတော့ပေါ့နော်အသက်လမ်းကြောင်းရဲ့အဆုံးနာမှာဒီလိုမျိုးလေးဖြတ်သွားတာပါလို့ရှိရင်အဲ့ဒါသေမှာသေကြတယ်ဒါမှမဟုတ်အဲ့ဒီ အဆုံးနားမှာဒီလိုမျိုးလေး cross လေးဖြစ်သွားလို့ရှိရင်လည်းအဲ့ဒီအသက်မှာတေဖို့ကတေကြတယ်။နောက်တစ်ခုကကြတော့ဒါအသက်လမ်းကြောင်းပေါ့နော်အသက်လမ်းကြောင်းမှာမှဲ့လေးဖြစ်ဖြစ်ကွာအဆက်လေးဖြစ်ဖြစ်ဒီလိုမျိုးလေးပါသွားမယ်ဆိုလို့ရှိရင်လည်းအဲ့ဒါပြီးဆုံးသွားပြီ energy ကအဲ့ဒီဥစ္စာကိုထပ်ပြီးတော့မှဒီအဆက်ကလေးကိုဖြတ်ပြီးတော့မှနောက်ထပ်ထပ်မသွားတော့ဘူးပေါ့နော်။နောက်တစ်ခုကကြတော့တေဖို့တေကြတဲ့ဥစ္စာတွေကဘာလဲဆိုတော့တေကြတော့မဟုတ်ဘူးเนาะဟိုຢာကင်တော့များတယ်ပေါ့ ဒါအသက်လမ်းကြောင်းပေါ့နော်အသက်လမ်းကြောင်းမှာဂျာထဲမှာ gap ကြီးအကြီးဖြစ်သွားမယ်နောက်တစ်ခုကလူပေါ်လာမယ်ဆိုရင်ဒီဂျာထဲမှာကဘာဖြစ်မလဲဘာဖြစ်မလဲမသိဘူးအမ်ဘယ်လိုပြောမလဲအသက်ဆုံးရှုံးတာမျိုးလည်းဖြစ်ရင်ဖြစ်နိုင်တယ်ဒါမှမဟုတ်တစ်ခုခုပေါ့နော်ဒီဟာတစ်ခုခုဖြစ်ပြီးတော့မှပုံမှန်အတိုင်းပြန်ပြီးတော့မှအသက်ပြန်ရှင်ရှင်တာမျိုးပေါ့နော် နောက်တစ်ခုကကြတော့မဆုကြားဘူးတာလေတချို့တွေဆိုလို့ရှိရင်အသက်လမ်းကြောင်းလုံးဝမရှိဘူးမရှိတဲ့သူတွေရှိရကွာဒါပေမဲ့ပုံမှန်အတိုင်းပဲကြမ်းကြမ်းမှန်မှန်နဲ့အသက်ရှင်ကြတာရှိရအမ်မဆုဖတ်ဘူးတဲ့စာအုပ်ထဲမှာအဲ့ဒီအဲ့အဲ့စာအုပ်ဘယ်လိုစာရေးတဲ့သူကလည်းလက္ခဏာလက္ခဏာစာအုပ်ပဲပေါ့နော်သူကအဲ့ဒီဒီအသက်လမ်းကြောင်းလုံးဝမရှိရအမျိုးသမီးနဲ့တွေ့ခဲ့ပူတယ်ပေါ့နော်။ तू ကဘာဖြစ်တာလဲဆိုရင် तू အုံနောက်ကတည့်ရပဲမှတ်မိရ။ဒီနေ့หนีလိုက်တယ် ီနေ့အသက်ရှင်နေပေါ့နော်နောက်နေ့ကျလို့ရှိရင်ဒီဘက်နေ့ကိုမမှတ်မိတော့ဘူးနောက်နေ့အတွက်ပဲအသက်ရှင်နေတရက်ပြီးတရက်ကိုပဲအသက်ရှင်နေကွာအဲ့တော့တဘဝလုံးသူဘာလုပ်ခဲ့လဲဆိုရယ် memory မရှိတော့ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့သူ့ရဲ့အသက်လမ်းကြောင်းကမပါဘူးပေါ့နော်ဟိုကျမ်းမာရင်းနဲ့ထိခိုက်တာတွေပါတယ်ဆိုရလဲမမှတ်မိရတဲ့အတွက်ကြောင့်မလို့ဒီမှာအဖြတ်တွေပါတယ်လည်းမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုး concept ပေါ့နော်ဒါကတော့မစုလေးလံမိခဲ့သမျှပေါ့ဒါပေမဲ့ Zuzu ရဲ့ case မှာတော့သူကတော့အသက်လမ်းကြောင်းမှာပါတော့ပါတယ်မိမိန်လေးပါတဲ့အတွက်ကြောင့်မလို့ vitality ကတော့တိတ်မကောင်းသူများတွေမစုလို့ဆိုလို့ရှိရင်ဘာဆဆဘာလုံးလို့กว่าအရန်ဘလို့ပြောမလဲအကျန်းခံနေပေါ့နော်သူတို့ကကြတော့အကျန်းသိက္ခံနဲ့ထဲမှာလည်းမပါဘူးပြီးတော့သူကိုယ်တိုင်ကလည်းအားကစားလိုက်စားရတဲ့ထဲမှာပါတယ်အဲ့တော့ကြောင့်မလို့ I think he safe အဲ့တော့ဒီနေ့အတွက်တော့ဒီလောက်ပါပဲပေါ့နော် um Thank you very much for watching and see you in the next video. Bye-bye.